့ကျွန်တော်တို့ဟိုတယ်ရဲ့မနက်ခင်းအလှတရားပဲဖြစ်ပါတယ်။ဒီဟိုတယ်အနေဆိုရင်ကျွန်တော်တို့ဒီဘက်ကမြစ်ကြီးကိုမြင်နိုင်လို့ဒီဘက်ကယထာလမ်းကြီးကိုကြီးရှုခံစားနိုင်မှာဖြစ်ပါတယ်။ Good morning what's up ဒီနေ့တော့ကျွန်တော် drone scene ပြတ်ချတော့တယ်။မနက်9:00နာရီကိုကျွန်တော်ကလာနေစတာပဲ။ဒီနေ့ကျွန်တော်တေမင်းတမန်ခီးတင်ရဲ့ဒုတိယနေ့ကိုစတင်ပါပြီเนาะအခုကျွန်တော်တေမင်းတမန်ရထားလိုင်းပေါ်မှာလမ်းလျှောက်နေရပါကျွန်တော်ဘေးသွားမိဆိုဟူးရှိနေမှာကျွန်တော်မြင်ခဲ့ရတဲ့ အဲဒီဂူကိုသွားကြည့်မှာဖြစ်ပါတယ်ဗောနော်အဲဂူကဘာလဲဆိုတော့ဒီတရားကြီးကိုဖောက်တဲ့အချိန်မှာဒီဖောက်တဲ့အစ်စ်တုံမန်းနေပြီးဗမာချွေးတက်သမားတွေနေခဲ့ရတဲ့ဂူကြီးပါသူကယထာလိုင်းရဲ့ကဲ့ရဲ့မှာရှိရဗျာဟုတ်လားအဲ့ဒီခအဲ့ဒီခါသူတို့ဘလောက်ဆင်းရဲအပြစ်မှန်းခံပြီးလုခဲ့ရတဲ့ဟာကိုကျွန်တော်တို့အားလေ့လာမှာဖြစ်ပါ ဟုတ်ခဲမှာဖရားတွေရှိရပြတာတော့ကြည့်အောင်အခုကျွန်တော်တို့ဒီဂူကြီးတွေတော့ရောက်ပြီပေါ့နော်တလားဒီဂူရီထဲမှာဗျာအရင်တော့ကဒီဂျပန်တပ်သားတွေကကျွန်တော်ဒီချွေးတပ်သားတွေစစ်တုံးမှန်းတွေကိုဒီဂူရီမှာထားဒီဂူရီမှာနေခိုင်းပြီးတော့ဒီတရားဖောက်လို့တဲ့အချိန်မှာသူတို့အလုပ်လုပ်ခဲ့ရတာပေါ့နော်အော်ဂူကြီးကဗျာတလားဘယ်လိုပြောမလဲဂူလှိုင်းလူနေထားခဲ့တဲ့ဂူဆိုတော့ဟိုးထဲမှာဂူတသေးလေးတယ်အများကြီးရှိ